ယနေ့ဘုတိုင်သားများမြတ်တနိုးတံဖိုးထားတဲ့နေသူကြီးရဲ့မြ86နှစ်မြောက်ဘုမျိုးသားနေ့ကိုတယောက်ချင်းမြစ်ပေးပါတော့ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ဝန်ကြီးများတာဝန်ရှိပုဂ္ဂိုလ်များရှေ့ပိုင်းတိုင်းစစ်ထနာချုပ်တိုင်းမူကြီးနဲ့မူပြုသောစစ်ဘက်တာဝန်ရှိပုဂ္ဂိုလ်များတိုင်းရင်းသားညီအကိုများမောင်နှမများ ဒေတာခံပြည်သူများစိတ်ချမ်းသာကိုကြမှာကြပါစေကြောင်းဥစွာပထမကရဝပြုမေတ္တာပို့တာအပ်ပါလေကျွန်တော်တို့ပို့တိုင်းရင်းသားများဟာပြည်တော်စုမပြုတ်ခွဲရေးတိုင်းရင်းသားစည်းလုံးညီညွတ်ရေးအချို့အခြားနာတည်တန့်ခံမြေကြီးများကိုအပြည့်အဝထောက်ခံပံ့ပိုးဆောင်ရွက်သွားမည်ဟုလည်းတင်ပြအပ်ပါလေ နိုင်ငံတော်စီမံအထုပ်ရေးကောင်စီမှဆောင်ရွက်လက်ရှိတဲ့နိုင်ငံတကာနှင့်ချစ်ကြည်ရေးခင်မီဖွံ့ဖြိုးတိုးတက်ရေးဤချမ်းသာရပြီးဖွံ့ဖြိုးတိုးတက်ရေးရှင်းလုံငန်းစဉ်များဥတီချက်များဆောင်ရွက်ချက်များကိုလည်းအပြည့်အဝထောက်ခံပါဝင်ဆောင်ဆောင်ရွက်သွားမည်ဟုလည်းပြောကြားလိုပါတယ်နိုင်ငံတော်စီမံအထုပ်ရေးကောင်စီမှကျင်းပပြုလုပ်မဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကိုလည်းကော်မရှင်ရဲ့စီကံမှုပေါင်းနေအညီအတဲ့တယောပါဝင်သွားမည်ဖြစ်ပါတယ်ဤတော်စုမြန်မာနိုင်ငံတော်တည်တိုင်းသားလူမျိုးပေါင်းတရားကျော်နှင့်ဖွဲ့စည်းထားသည့်နိုင်ငံတော်ဖြစ်သည့်အတွက်ပြည်တော်စုအရေးတည်တိုင်းရင်းသားများအရေးဖြစ်သလိုတိုင်းရင်းသားများအရေးတည်လဲ ပြည်ထောင်စုအရေးပဲဖြစ်ပါတယ်ထို့ကြောင့်တိုင်းရင်းသားများအရေးနဲ့ပြည်ထောင်စုနိုင်ငံသားအရေးများကိုလေးလေးနက်နက်တတိထားပြီးဆောင်ရွက်ကြရာအရေးကြီးပါကြောင်းလည်းတင်ပြအပ်ပါတယ်ဘိုးလူမျိုးသည်ပြည်ထောင်စုအရေးဘိုးအရေးများကိုမြတ်သားစွာဆောင်ဆောင်ရွက်လည်းရှိပါကြောင်းကိုလည်းလေးစားစွာတင်ပြအပ်ပါတယ် တဲရောက်ချင်းချင်းပြေးကြသည့်အတွက်ကူညီပန်းပိုးမှုများလည်းပြေးကြသည့်အတွက်ဘဝတိုင်းရင်သားတစ်မျိုးလုံးကိုစားအထူးကျေးဇူးတင်ပါကြောင်းအမားရင်အတင်းဆောင်များအားနေချက်ရှိရင်လေမိဘမေတ္တာဆရာစေတနာဖြင့်ခွင့်လွတ်ပေးနိုင်ပါရန်လေးစားစွာတောင်းပန်အပ်ပါသည်ပြသောသည် ကျုပ်ကလိုမျိုးကျိုတရာကချောင်းရောက်လေရာနုချီစုနေခော့ကျုပ်ကမနီယိုနာကဇမီနိုချောတမလွေဖင်းကကဇန်စီရီလွေချက်ကျင်းတော်စနေအောကဇန်စီရီလွေချက်နော်ဖင်းနေကဇန်စီနိုင်ငံတော်ချိုရဖင်းနေကစီနာကဇန်ဖတ်နေလွေဖီဒုံဒုံနော်စနေပြည်တော်စုမပြိုကွဲရေးအချို့ အခြားအနာတီတန်းခံရဲ့ပိုင်းရင်သာစီလုံးညီညွတ်ရေးမြို့ချစ်စိတ်ဓာတ်ရှင်တန်တမြဲရေးဘာသာသာသနာတီတန်းခံရဲ့ကဘာတီတွေ့ဘိုးလူမျိုးတီတန်းခံရဲ့ဓာတ်သူအခွင့်ရေးရရှိရေးအေးချမ်းသာရပြီးဘက်ဆုံးဖွံ့ဖြိုးရေးဘိုးတမျိုးသားလုံးစီလုံးညီညွတ်ရေးဆိုတဲ့အချက်ကိုချက်နဲ့ကျွန်တော်တို့90နှစ်မြောက် နှစ်ဆ6နှစ်မြောက်ဘုံမျိုးသားနှင့်ဥတီချက်ရရချက်ဆောင်ရွက်မိလုပ်ငန်းစဉ်များပဲဖြစ်ပါတယ်ပြည်တော်စုမပြုတ်ခွဲရေးဆိုတာကျွန်တော်တို့နားလေသဘောပေါက်ဖို့အရေးကြီးသလိုအချို့အချာအနာတီတန်းကံမြဲရေးဆိုတာလည်းနားလေဖို့လိုအပ်တယ်လို့ကျွန်တော်တို့ဒေသခံပြည်သူများသည်ဥတီချက်ရရချက်ဆိုတာလေးလေးသာသာလေးလေးစားစားမထားပဲနဲ့ နားမလဲတာတွေအများကြီးရှိပါတယ်ဒီဥတီချက်ကိုရကလွဲလို့ကြံတဲ့ကျွန်တော်တို့နိုင်ငံရေးကျွန်တော်တို့လူမျိုးရေးကျွန်တော်တို့ဒေသရေးကိစ္စများဟာတခြားသောနီလာမရှိတော့ဘူးလို့ပဲကျွန်တော်ဒီကနေပြီးရဲရဲဝုန်းဝုန်းတင်ပြလိုပါတယ်ပြည်ထောင်စုပြုတ်ခွဲရင်ကျွန်တော်တို့ပြည်ထောင်စုတဲမှာလူမျိုးပေါင်းတရာကျော်နေထိုင်နေတယ် ဒီတရားကျော်သူ့နိုင်ငံကိုယ်နိုင်ငံနဲ့တိဆောက်ကြမှာလားအစိမ့်စိမ့်ရမမဖြစ်တော့ဖြစ်အောင်ထောက်ခံကြမှာလားဒါတစ်ချက်မဖြစ်နိုင်တော့เนาะမလုတ်တင်တော့အလုပ်လိုပဲကျွန်တော်တို့ကဟိုလူမျိုးတစ်မျိုးလုံးဟာလက်ခံခံယူပြီးတော့ပြည်တော်စုမပြုတ်껙ရေးကိုထောက်ခံသွားရမှာဖြစ်ပါတယ်အချုပ်အခြာနာတည်တန်းခံရေးလက်ရှိကျွန်တော်တို့ တွေ့ကြုံနေရတဲ့ပฏิပက္ခဥပမာအနိစ္စဆုံးပြောရရင်ကျွန်တော်တို့စီဆိုင်ပြဿနာဖြစ်ပေါ်လာတယ်တိုက်စစ်ပွဲတွေဖြစ်ပေါ်လာတယ်ဒေသခံပြည်သူတွေနော်အုတ်ချုပ်မှုကျင်းလွတ်ပြီးတော့ဒေသခံပြည်သူတွေနော်တပည့်တော့အပြည့်တမားများလှုပ်ကျင်တာလှုပ်တယ်ယူကျင်တာယူတယ်မိမိရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုဘယ်သူက ကာကွယ်ထိန်းချုပ်မှလဲဒါကြောင့်အချို့သာအာနာဆိုတာကျွန်တော်တို့ဟာထောက်ခံပြီးတော့ကျွန်တော်တို့ပါဝင်ကြိုးစားရမှာဖြစ်ပါတယ်တိုင်းရင်းသားစီလုံးကြီးညို့ကြီးတိုင်းရင်းသားစီလုံးကြီးညို့ကြီးတိယခုကျွန်တော်တို့နဲ့အတူတကွအေးတူပူများနေတိုင်းနဲ့တိုင်းရင်းသားကြီးအကိုတွေနဲ့ချစ်ချစ်ကင်းကင်းကျင်းကျင်းနာနာဖိဖိမမပြည်တော်စုစိတ်ဓာတ်မထားပဲနဲ့ကျွန်တော်တို့နေမယ်ဆိုရင် ်ယခုလက်ရှိမြင်တဲ့အတိုင်းเนาะကျွန်တော်တို့ချမ်းကရားနယ်စပ်မှာယခုအချိန်ထိအသက်ပေါင်းများစွာအိုးအိမ်ပေါင်းများစွာဆုံးချုံနေရတာတွေးကြည့်ရမှာဖြစ်ပါတယ်ဒါကြောင့်တိုင်းရင်းသားအချင်းချင်းစည်းလုံးကြီးညွတ်ရည်တည်မပြစ်မနေကျွန်တော်တို့ထောင်ရရမယ်လို့ခံယူပါတယ်မြို့ချစ်စိတ်ဓာတ်ထင်ထင်မြတ်ရှင်သာကြီးငါတို့ဒီပြည်တော်စုမြန်မာနိုင်ငံတော်မှာနေထိုင်တဲ့တိုင်းရင်းသားလူမျိုးများဖြစ်သည့်အတွက် ပြည်တော်စုစိတ်ဓာတ်ကိုထားကြည့်ရမယ်အပြင်မိမိဘိုးလူမျိုးရဲ့နော်မျိုးချစ်ကိုယ့်ရဲ့အမျိုးကိုမျက်နှိုးတဲ့ချစ်ကိုယ့်ရဲ့အနွယ်ကိုနော်ထိမ့်သိမ့်တဲ့မျိုးချစ်စိတ်ဓာတ်ဆိုတာတော့မလွဲ့မသွေထားကြည့်ကြမှာဖြစ်ပါတယ်ဘာသာတိဘာသာသာသနာတည်တန့်ခံရဲ့ဒီဘာသာသနာဒီကျွန်တော်တို့ဘိုးတန်ရင်သားများများတော့ ကျွန်တော်တို့မြန်မာနိုင်ငံတိုင်းရင်းသားများဒီဗုဒ္ဓဘာသာများဖြစ်တဲ့ဗုဒ္ဓဘာသာဆုံးမမှမရှိရင်ကျွန်တော်တို့နိုင်ငံဒီနော်အစစ်စိတ်အမမဖြစ်သွားမှာအကုန်လုံးရိုင်းဆိုင်ပြီးစာလိက္ခမကောင်းတဲ့နော်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားဖြစ်သွားနိုင်တဲ့အတွက်အင်မတန်သိုးဝါသောကျွန်တော်တို့အနာဂတ်ကိုကြုံရမယ့်အတွက်ဗုဒ္ဓဘာသာသာသနာတည်တံ့ခိုင်မြဲဖို့ လိုက်နာဖို့ကကျွန်တော်တို့ဒီအဲပွဲတော်ကနေပြီးဥတီချက်ထက်ထားတာဖြစ်ပါတယ်ကဘာတီတွေပို့လူမျိုးတီတန်းကံရဲ့ရေးဆိုတာကျွန်တော်တို့လည်းအတွင်းမှာပြည်ထောင်စုသို့တည်အငင်းတိုင်းရင်းသားလူမျိုးပေါင်းတရားကျော်မှာကျွန်တော်တို့ဘိုးလူမျိုးကျွန်တော်တို့တိုင်းရင်းသားလူမျိုးမပြောက်မပြက်ရအောင်တခြားသောညီကိုတိုင်းရင်းသားလူမျိုးလည်းဤသူမပြောက်မပြက်ရအောင် နိုင်ငံတော်ဥယျာဉ်တော်ကြီးမှာဝဲပန်းတိုင်းဖူးဝဲနိုင်အောင်ကျွန်တော်တို့ပန်းတိုင်းလှအောင်ကျွန်တော်တို့ပြည်တော်စုစိတ်ဓာတ်နဲ့မိမိလူမျိုးမပြောက်မပြက်ရအောင်ထိမ့်သိမ့်ကြရမှာဖြစ်တယ်။နောက်တစ်ချက်ဓာတုအခွင့်အရေးကျွန်တော်တို့ဓာတုအခွင့်အရေးဆိုတာကျွန်တော်တို့တိုင်းရင်းသားလူမျိုးပေါင်းတရားတရားကျော်လူမျိုးတစ်မျိုးနဲ့တစ်မျိုး ဒါတရားအကုန်လုံးချစ်ချစ်ကင်ကင်ချင်းချင်းနာနာညီညီမြတ်မြတ်အပေးယူမြတ်တာပြီးတော့ကျွန်တော်တို့အလုံးရရှိမဲ့အခွင့်လန်းသည်သူတကြကိုတကြသူတမကိုတမနဲ့ဒါမျိုးတွေမြတ်မြတ်တာတာရရှိဖို့ဒါလေးကိုဒန္တုခွင့်ရေဆိုပြီးဥတီချက်ကျွန်တော်တို့ထည့်ထားတာဖြစ်ပါတယ် အေချမ်းသာရပြီးဖုံးဖြိုးတိုးတက်ရေးဆိုတဲ့ဥတီချက်ကျွန်တော်တို့နိုင်ငံပဲပြစ်ပြစ်ဒေသပဲပြစ်ပြစ်ရွာပဲပြစ်ပြစ်မိသားစုအိမ်အတွင်းမှာပဲပြစ်ပြစ်အေချမ်းသာရပြီးစည်းစည်းလုံးလုံးမရှိရင်အဖြတ်သမားတွေကတော့ချောပါနေတယ်ရှိနေတယ်ဆိုရင်ကျွန်တော်တို့ဘယ်တော့မှဖုံးဖြိုးတိုးတက်ပြီးစိတ်ချမ်းသာကိုကျမ်းမှာကျမ်းမှာမဟုတ်တဲ့အတွက်အေချမ်းသာရမှုကို ဥတည်ပြီးတော့ဖွံ့ဖြိုးတိုးတက်အောင်ကျွန်တော်တို့ဒီခန္ဓာမှာကျွန်တော်တို့အဲဥတည်ထားတာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်နေနဲ့ဘိုးသမျိုးသားလုံးစီလုံးညီညွတ်ရေးဘိုးသမျိုးသားလုံးစီလုံးညီညွတ်ရေးဟာအင်မတန်ရေးချီတယ်ဒါကြောင့်ကျွန်တော်တို့စီလုံးမှသာကျွန်တော်တို့စီးပွားချတဲ့နေရာမှာရော ကျွန်တော်တို့နေမြေလုံခြုံမှုအတွက်ဆောင်ရွက်တဲ့နေရာမှာရောမိမိလူမျိုးဘာသာသာသနာကျိုးဆောင်ရွက်တဲ့နေရာတွေမှာဟောအားလုံးကိုအရာရာတိုင်းနော်အင်းနဲ့အားနဲ့ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့တမျိုးသားလုံးစီလုံးကြီးငွေကြီးကိုဥတည်ပြီးတော့ထည့်ထားတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အင်းနဲ့တင်ပြလိုတာက ကျွန်တော်တို့အရေးကြီးဆုံးအချက်ဖြစ်တဲ့မြို့ချစ်စိတ်ဓာတ်ရှင်သာရေးစီလုံးညီညွတ်ရေးပြည်ထောင်စုစိတ်ဓာတ်ရှင်သာရေးဒါရီယာအင်မတမအရေးကြီးသောအချိန်အခါဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့86နှစ်မြောက်ဘိုးမျိုးသားနှင့်ဥတီချက်ကိုရက်ကိုကျွန်တော်တို့နေ့အတူ ကျွန်တော်တို့ဒေသခံပြည်သူဘိုးသမျိုးသားလုံးကျန်သောညီကိုတိုင်းရင်းသားများအားလုံးလီလီဆာဆာနဲ့လိုက်နာဆောင်ရွက်ကြမည်ဆိုရင်ဤချမ်းသာရပြည်ဖွံ့ဖြိုးတိုးတက်တဲ့ကျွန်တော်တို့ပြည်ထောင်စုနိုင်ငံကြီးကိုအမှန်တကယ်ရရှိမည်ဖြစ်သည့်အတွက်အားလုံးလိုက်နာကြပါရန်လီစားစွာတိုက်တွန်းလို့ဆိုရင်ဤကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် Não, 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 não.